ဒီဗီဒီယိုကြည့်ရှုနေတဲ့မက်ဆီလူတွေမှာမြန်မာတန်စင်ကိုကြက်နှစ်တက်တဲ့သူတွေများပါပါလာအကယ်၍ပါခဲ့ရဆိုရင်ဒီဗီဒီယိုလေးကိုဆက်လက်ဆောင်းကြည့်စီချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ဗီဒီယိုမှာအောင်မြင်ကြကြခဲ့တဲ့အဆိုတော်ကြီးတွေရဲ့အခြေအနေကိုကျွန်တော်ပြန်လည်ပြီးတော့ညှောက်ဝေပြီးချင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့မက်ဆီလူတွေနဲ့အရန်ကမှကြက်နှစ်တက်တဲ့အခြေအနေပုံကိုကျွန်တော်ပြန်လည်ပြီးတော့ညှောက်ဝေပြီးချင်ပါတယ်။အဲ့ဒါပဲဆိုလိုကြီးဖြစ်မယ်ဘယ်သူဖြစ်မလဲဆိုတာကိုခဏနေဗီဒီယိုလေးစပါမယ်။ ဒီနေ့ကျွန်တော်ပြန်လာပြီးတော့မျှော်ဝေပြီးတော့အဆူတော်ကြီးရတော့ကျွန်တော်ခစ်တုံးခစ်လုံးကိုနာမည်ယူရတော့အဆူတော်ကြီးတူဦးဆိုနေမမပေါ်လို့ကျွန်တော်နေနဲ့ပြောချင်ပါတယ်ခစ်တုံးခစ်ဆိုတာကတော့ကျွန်တော်တို့တွေဟိုတက်ပြခစ်ရှိမယ်ကက်ဆက်ခစ်ရှိမယ်ဒီကျွန်တော်တို့တွေဒီနောက်ပိုင်းဒီ CD ဓာတ်ခစ်ရှိမယ်ခုဆိုရင် online ခစ်ပေါ်တော့ခစ်၄ခစ်လုံးတော့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒီခစ်၄ခစ်လုံးမှာယနေ့ချင်းပြည်သက်တွေရဲ့ရှင်ထဲမှာရှိနေသေးတဲ့အဆူတော်ကြီးတူဦးကိုဒီနေ့မှာကျွန်တော်ပြန်လာပြီးတော့မျှော်ဝေပေးချင်ပါတယ်အဲ့ဒီအဆူတော်ကြီးကတချင်းဆိုလို့အခါမှာ အမေဒီချင်းတွေကိုတော့အဓိကထားပြီးဆိုသလိုအလွန်တချင်းတွေလို့ဆိုရင်အရန်အရန်ကိုမှနားထောင်လို့ကောင်းတဲ့အဆိုတော်ကြီးတူတဲ့ဖြစ်တယ်။နောက်ပြီးတော့ဗျာကျွန်တော်တို့တချင်းတစ်ပုတ်ဆိုတော့မယ်ဆိုရင်ငိုရှိုက်တန်လေးနဲ့ဆိုတော့ခါမှာတချင်းရဲ့ရတ္တကိုလည်းခံစားရသလိုတချင်းနဲ့မှအလွန်ပါလဲဆိုရင်လည်းဒီအလွန်ကိုဗျာငိုရှိုက်တန်လေးနဲ့ဆိုတော့ခါမှာအရန်ကိုမှနားထောင်လို့ကောင်းတဲ့အဆိုတော်ကြီးတူဖြစ်တယ်။သူတို့အတန်မျိုးသူတို့ပါရမီမျိုးကိုလည်းနောက်နောက်ဆိုတော်တွေမိမယ်လို့မထင်ဘူးရှိတဲ့ရှိမှမဟုတ်တော့ဘူးလို့ကျွန်တော်နေနဲ့ပြောချင်တယ်။ ဲ့ဒီဆိုလိုကြီးကတော့မိတ်ဆွေတို့အာရုံချမ်းမြေ့တတ်တဲ့အဆိုတော်ကြီးဂဏဝန်သေးတန်စင်ကြီးဦးဟင်းသရထွန်းရဲ့တချင်းနှစ်ပုဒ်ကိုကျွန်တော်ပြန်လည်ပြီးတော့မျှော်ပေးရှင်ပါလေဦးဟင်းသရထွန်းရဲ့ကတော့ကျွန်တော်တို့အဖွားတွေကျွန်တော်တို့အဖေတွေကျွန်တော်တို့အမေတွေပေါ့နော်အခုဆိုရင်ကျွန်တော်တို့ခေတ်ကြီးတော့ပြန်လည်ပြီးတော့ဆက်လက်ပြီးတော့တချင်းတွေနားထောင်နားထောင်လဲကြိုက်မြတ်တတ်တယ်သူ့ရဲ့တချင်းတွေတော်တော်များများလဲဒီဘက်ခင်မှာလူငယ်တွေတော်တော်များများ ကျန်နေတဲ့လို့အဆူလိုကြီးတူနေဖြစ်တယ်လို့ဒီနေ့မှာလည်းဥထွန်းရင်တချင်းလေးတွေကိုကျွန်တော်ပြန်လဲပြီးတော့ပုံဖော်တက်သွင်းပြီးမှလည်းဖြစ်ပါတယ်ဒီ season လေးမသားခင်မှာဥထွန်းရင်ရဲ့နာမည်ကြီးခဲ့တဲ့တချင်းခေါင်းစဉ်လေးတွေကျွန်တော်အနေနဲ့ပြန်လဲပြီးတော့ညှောက်ပေးချင်ပါတယ်ဒီဗီဒီယိုလေးပြီးလာတဲ့မိတ်ဆွေတို့လည်းဥထွန်းရင်တတိယပြီးဥထွန်းရင်တချင်းလေးတွေတွားရောက်ပြီးတော့ရှာကြည့်လို့လွယ်ကူအောင်လို့ပေါ့နော်ငယ်ငယ်ချင်းစာအုပ်ဆိုတော့တချင်းကိုတော့မိတ်ဆွေတို့အနေနဲ့အားလုံးရင်းနှီးပြီးသားတချင်းတစ်ခုလို့ထင်တယ် ရွာရွာရဲ့ရက်တလေးတွေဖွဲ့စည်းထားတယ်။တကယ်ချင်းနှစ်ယောက်ကမမျှော်လင့်မဲနဲ့ခွဲခွာလိုတာမှာတယောက်ကမြို့ကိုသွားခဲ့တယ်။တယောက်ကရွာမှာကျန်ခဲ့တယ်။သူ့ရဲ့တကယ်ချင်းစာအုပ်ကို तू ကမခွဲချင်မဲနဲ့လည်းခွဲရတယ်။စာအုပ်ကလည်းသူ့ရဲ့တကယ်ချင်းမြို့သွားမှာကို तू ကလည်းမလိုလားဘူးနော်။ဒါပဲဘဝပဲချင်းတစ်ခုကြောင့်မခွဲချင်မဲခွဲရတော့မသွားချင်မဲနဲ့သွားရအောင်မယ်။ဒီစာသားလေးကို ြန်လည်ပြီးတော့ရေခွက်ထားလို့တခြင်းလေးဖြစ်တယ်။ငယ်တကယ်ရင်းစာအုပ်ဆိုတဲ့တခြင်းလေးရတယ်။အရန်ကုန်မှာနားထောင်ကောင်းတဲ့တခြင်းတစ်ပုဒ်ဖြစ်တယ်။ကက်ဆက်ခေတ်ဓာတ်ပြခေတ်အခုဆိုရင်ကျွန်တော်တို့ဒီ online ခေတ်မှာလည်းငယ်တကယ်ရင်းစာအုပ်တခြင်းလေးတက်လာခဲ့ပြီဆိုရင်မကြော်ရဲနိုင်အောင်ကျွန်တော်တို့ဒီနားထောင်ဖြစ်တယ်ပေါ့နော်။မစိမ့်ပင်မစိမ့်ပင်ကတော့အရန်အရန်ကုန်မှာမိုက်တခြင်းတစ်ပုဒ်ဖြစ်တယ်။ဒီတခြင်းလေးကိုလည်းမဆွေလူနေနဲ့ကြံ့ပြတ်တတ်မယ်လို့ထင်ပါလေ။အလုံးမမပမမရတယ်။ အလုံးမပန်းမမအေးမမပန်းမချိန်မတိရတာနဲ့ကောင်းလေးဒီဘာဖြစ်လဲဆိုလဲပေါ့နော်အားလုံးပဲဒီချင်းလေးတွေကိုလည်းကြံ့နေတတ်မယ်လို့ထင်ပါတယ်နှလုံးသားတတာနှလုံးသားတတာအရှင်းလေးရတယ်ဒီရဒေတာကဒီဘယ်လိုပြောမလဲကောင်းလေးတယောက်အကြောင်းနဲ့မြို့ကြီးသူတယောက်အကြောင်းကိုရေးဆက်တည်ကုန်လာတဲ့အရှင်းလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ message လို့ကျွန်တော်ချပြပေးဖို့တချင်းနှစ်ပုဒ်ကတော့ကျွန်တော် luminate နဲ့အင်္ဂလိပ်နဲ့ချစ်ပုတ်ပါတချင်းနှစ်ပုဒ်ကိုဒီနေ့မှာကျွန်တော်ပြန်လည်ပြီးတော့အသက်သွင်းစီချင်ပါတယ် အဲ့ဒီစီရင်စာသားလေးဘယ်လိုရှိလဲဘယ်လိုရေးဆက်ထားလဲဆိုတော့ကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့ညောက်ပြီးမှဖြစ်ပါတယ်အားလုံးပဲခဏနားဆင်ကြကြပါအောင်နော်တဲ့အိမ်လေးတချင်းစာသားကိုကျွန်တော်အရင်ရင်းမှကျွန်တော်ကြံ့ခင်းတတ်တယ်အချစ်ဆုံးရရာသီတွေအလီလီနောက်ပြောင်းလို့ပေါ့တနည်းကြော်ခဲ့တာကိုယ်ကိုခွဲသွားခဲ့တာအခုလိုခါမျိုးမှာမင်းနဲ့အကိုတူနေခဲ့ချစ်ရင်မြို့မှာဒွေချစ်အိမ်လေးရန်ကုန်မှာဒိဗေပြေးသွားလို့စာသားလေးတစ်ချောင်းဖြစ်တယ်ရန်ကုန်မှာအဒိဗေပြေးသွားလို့တချင်းလေးတစ်ခုဖြစ်ခဲ့တယ်နော် ကောင်းလေးတယောက်နဲ့ကောင်းမလေးတယောက်ဒီအိမ်လေးမှာတူတူနေထိုင်ခဲ့လို့ခါမှာမမျော်လင့်မဲနဲ့ခွဲခွာသွားရလို့ခံစားမှုကိုပြန်လည်ပြီးတော့ရေးဆက်ထားတာနဲ့တူပါတယ်ဒီအိမ်လေးကိုပဲကောင်းလေးကမမျော်လင့်မဲနောက်တစ်ခေါက်ထပ်ပြီးတော့ရောက်ရှိလာခဲ့တဲ့ခါမှာအိမ်လေးကလည်းလူမနေတော့နှမ်းချောက်သွားလို့ပုံစံမျိုးလေးဖြစ်တယ်အိမ်ဆိုတော့အရာကလူနေမှလာရင်စိတ်နှံ့စုပြေပြီးတော့တာယာမှုတွေအများကြီးပြီးနိုင်တာမျိုးဖြစ်တယ်လူမနေတော့တော့ခါမှာအိမ်ဆိုတာတော့၆တွေ့ပြီးတော့ဘေးမှုမြင်နေတဲ့ နောက်တော့အမိုက်တလိုက်တွေနဲ့ချုပ်ပွားနေတာမျိုးခံစားရမှာဖြစ်တယ်။ဒီချိန်ကမှအကောင်လေးကသူတို့နှစ်ယောက်ပြူတူနေခဲ့လို့အိမ်လေးကိုလွန်းဆုပ်ပြီးတတိယပြီးတော့ပြန်လာကြည့်လို့အခါမှာအိမ်လေးဟာပထမဆုံးခြံစည်းတကားလေးရတယ်ကျွန်တော်တို့တွေပိတ်ထားမယ်။အိမ်တကားလေးရတယ်ကျွန်တော်တို့တွေပိတ်ထားမယ်။လူမရှိလို့အခါမှာအိမ်လေးကလွန်းချောက်သွားမှာဖြစ်တယ်လို့နောက်ပြီးတော့ဒီခြံစည်းကိုဘေးပတ်ချက်လည်းမကောင်မလေးဆိုက်ခဲ့တဲ့စပယ်ပင်လေးတွေရှိမယ်။စပယ်ပန်းတွေကလည်းအရင်လွန်းလာလို့မမှုပြန်တော့ဘူးမလန်းဆန်းတော့ဘူးဖြူစင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ပန်သူမဲနေတဲ့စပယ်ပန်းတွေလည်းဖြစ်တယ်။အောက်မှာ6လို့စပယ်ပန်းတွေက6မယ်။နွားလို့စပယ်ပန်းလေးတွေကလည်းနွားမယ်။ပန်သူမဲနေတဲ့စပယ်ပန်းမျိုးတွေဖြစ်တယ်နော်။ဒီစာသားလေးတွေကိုပြန်လည်ပြီးတော့ရေးဆက်ထားတဲ့အခါမှာရရန်ကမနာတော့ကောင်းအချင်းတဖို့ဖြစ်ပါတယ်။ယခုဒီလိုကြည့်နေလို့မဲဆွေတို့လည်းအကြောင်းမျိုးမျိုးကြောင့်အချစ်ဦးနဲ့ဝေးခဲ့မယ်ဆိုရင်လည်းဒီသူနဲ့ကိုယ်နဲ့အမတ်တရားအရှိစေမဲ့နေရာမျိုးလေးကိုမကြာခဏအသွားရောက်ပြီးတော့တတိတရားလေးနဲ့ ရှိစီချင်းနဲ့ဘာကြောင့်လဲဆိုတော့တနေ့မဟုတ်တနေ့ပြန်ဆုံမယ်ဆိုလို့အတွေးလေးနဲ့စိတ်ကူးလေးနဲ့အနာဂတ်မျှော်လင့်ချက်လေးနဲ့ပေါ့နော်အဲ့ဒါလေးနဲ့ပြန်လဲပြီးတော့သွားကြည့်ပါ तू ကလည်းအခုလိုကြောင်းရလေးတိလာခဲ့မယ်ဆိုရင်ဒီနေရာလေးတစ်ခေါက်မဟုတ်တစ်ခေါက်တော့ तू လည်းတတိယပြင်မယ်လာပြင်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ချစ်ပုတ်ပါဆိုတော့တချင်းလေးကတော့အားလုံးယူရှင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တစ်ခေတ်တစ်ခါကနာမည်ကျော်ကြခဲ့တဲ့ဖြုံးဤဒက်တာညီကိုဆိုတာလည်းရှိတယ် ဒီမှာကျွန်တော်တို့ဒီပုပ်ပါရဲ့ရာဇဝင်ကိုတည်တည်ချာချာလေးတိတုလို့ဆိုပြီးတော့ဒီတချင်းလေးရဲ့တိတ်နော်ရှင်းပြကြမလို့လို့ထင်တယ်။ရင်းနှီးစရာချစ်ဆက်လန်တဲ့တပုတ်ကိုရေးဆက်ထားတဲ့တချင်းတပုတ်ဖြစ်တယ်။ပုံပြတတ်ကကြာတနေ့တစ်ခါဒီပုပ်ပါမှာသွားပြီးတော့ပန်းတွေဆက်သလောက်ခါမှာမေဝနာနဲ့တွဲဆောင်ခဲ့တဲ့အကြောင်းအရာလေးကိုပြန်လည်ပြီးတော့ရေးဆက်ထားတဲ့တွဲဆောင်ရင်းရှိတယ်လို့ခွဲဝါခြင်းဆိုတဲ့အရာလေးတွေသူတို့မှဖြစ်ပေါ်လာခဲ့တဲ့အခါမှာဒီတချင်းလေးကဒီလိုအကြောင်းအရာလေးကိုပြန်လည်ပြီးတော့ရေးဆက်တည်ကုန်ထားတာဖြစ်တယ်။ တကယ်ကိုအနှစ်သာရပြေသွားတော့တချင်းလေးတစ်ဖို့လည်းဖြစ်တယ်လို့နောက်ပြီးတော့ဒီတချင်းကိုနားထောင်ရလို့ခါပါပဲကျွန်တော်တို့ကိုရာဇဝင်တွေဖြစ်ပြန်ရောက်သွားတယ်လို့လို့ဟိုပကံဖြစ်ပြန်ရောက်သွားတယ်လို့လို့ခံစားမှုမျိုးခံစားမှုတင်နေဒီတချင်းလေးကိုညာပိုင်းအချင်းခါမှာမိုးအေးအေးလေးနဲ့နားထောင်တော့ခါပို့ပြီးတော့အသက်ဝင်နေပို့ပြီးတော့အတိတ်ပဲပြေးသွားတယ်ညာအယောင်ခံလေးလေးနားထောင်ကြည့်ပါရန်ကုန်အနှစ်သာရပြေးသွားတဲ့တချင်းလေးတွေဖြစ်တယ်ပေါ်ပါတောင်ကြီးကိုမြောက်ဘူးတဲ့သူတွေဆိုရင်လည်းဒီတမိုင်းရာဇဝင်လေးတွေကိုတော့ကြာဦးသိဘူးမဲ့လို့ကျွန်တော်အနေနဲ့ထင်တယ်နော်ပိုပြတာနဲ့ ဒီမေဝနာလို့အချစ်ဆက်လန်လေးရရင်းနစ်ဖွဲ့ရရင်းနစ်ဖွဲ့အချစ်ဆက်လန်လေးတပုတ်ပဲဖြစ်ပါတယ်နော်။ Okay အားလုံးကြီးစစ်တင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးလို့တော့ကိုအများကြီးကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်တချင်းလေးတွေဘယ်စာသားလေးတွေကျွန်တော်နေနဲ့ပြောပြရမယ်ဆိုတော့မိတ်ဆွေတို့နေနဲ့အောက်ကမှကျွန်တော်ခြားရည်သွားပြီးလို့ရပါတယ်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။